ဟယ်လိုအားလုံးပဲမင်္ဂလာပါယူနိုက်တက်ရှူကနေကြိုဆိုပါရစေမန်ချက်စတာယူနိုက်တက်အနေနဲ့ဒီနေ့ရာသီအပြောင်းအရွှေ့မှာကွင်းလေကစားသမားအသစ်တစ်ယောက်ဘသူ့ကိုခေါ်ပေးသွားမလဲဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်သာကျွန်တော်စိတ်ကြိုက်ပါတော့ကစားသမား၄ယောက်တော့ယူရထားတာကျွန်တော်ရှိတယ်ဒီတဲကမှာတချို့ကစားသမားတွေကဈေးကြည့်တာတွေရှိတယ်နော်ဈေးတက်တာတွေကျွန်တော်ရှိတယ်ကိုတင်းကိုပြောင်းလာနိုင်ကြီးရှိတာတွေရှိတယ်ပြောင်းမလာနိုင်ကြီးများတဲ့ကစားမတွေရှိတယ်ဆိုတော့စိတ်ကြိုက်ကစားမ၄ယောက်ကိုကျွန်တော်ပြောသွားပါမယ်ညီကလို့နေနေရောဒီစိတ်ကြိုက်ကစားမ၄ယောက်ထဲကဘသူကမန်ချက်စတာယူနိုက်တက်က သူ့ကိုပေါ့နော်အမှန်ကန်ခေါ်တဲ့နယ်လို့ထင်ကြလဲဆွေးနွေးကြပါအောင်ဗီဒီယိုလေးအပြီးမှာဆိုတော့ဒီထဲမှာတော့ကျွန်တော်တို့ဒီဟိုတနေ့ကဒီ Athletic ကနေပေါ်ပြလာအပြီးမှာဆွေးနွေးတာပေါ့လေကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲ Manchester United ကကွင်းလေမဖြစ်မနေအားဖြစ်မှကျွန်တော်ရမယ်သူတို့ပြင်ကျွန်တော်အနေနဲ့တိုက်စစ်3နေရာစုံကိုအားဖြည့်ဖို့ကျူးပန်းနေတာသဘောပေါက်တဲ့အတိုင်းပဲအဲ့ဒါပြီးမှကွင်းလေဘက်ကိုလှည့်ကောင်းလှည့်လာနေတယ်ဒါပေမဲ့လို့ကွင်းလေဒီအသင်းအနေနဲ့ပေါ့နော်မဖြစ်မနေဆိုသလိုဒီຫນွေမှာအစားထိုးနိုင်မှကိုရမယ့်အခြေအနေမျိုးပါ န်ချက်စတာယူနိုက်တက်ကကွင်းလေခေါ်ကိုခေါ်နိုင်မှရမယ်ဆိုတော့ဆွေးနွေးကြည့်အောင်ကျွန်တော်ဒီနေ့မှာတော့သတင်းတွေပါတယ်တော့မပြောဘူးပေါ့လीเนาะဆိုတော့ကွင်းလေမှာဘေကစားမယူနိုက်တက်ကခေါ်ကိုကျူပန်းတင်လဲပေါ့ပထမဆုံးအနေနဲ့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ကတော့အက်ဒမ်ဝါတန် အာအမှန်တမ်းပြောမယ်ဆိုလို့ချင်းဒီအတမ်ဝါတန်ကိုကျွန်တော်တော်တော်လေးသဘောကျတဲ့နေရာမှာပါတယ်ပြိတဲ့အများစုလည်းသဘောကျကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဝါတန်ဟာလက်ရှိမှာကျွန်တော်အနေနဲ့အသက်ရွယ်ကဘလောက်မှန်းကျွန်တော်မရှိသေးဘူးဗောနော်ခရစ်စတယ်ပဲလေးကိုပြီးခဲ့တဲ့ရာသီမှာ injury ပြဿနာတွေဘာတွေသူကြုံခဲ့ရပြီးတော့ premier league ဆိုလို့ချင်းပွဲ20ပဲသူကစားနိုင်ခဲ့တာအော်ပရီးမီယာလိမှာသူပွဲ20ပဲကစားနိုင်လာတဲ့ဒါ assist နှလုံးရထားတယ်။ဘာညာပေါ့။ဒါကအလောက်ကြီးကျွန်တော်အရေးမကြီးဘူး။ အရေးကြီးတာဒီ Adam Warden ရဲ့ quality ပဲဆိုတော့ United ကကျွန်တော်တို့လိုအပ်နေတဲ့ကစားမားတွေထဲမှာဆိုလို့ရှိရင်ပြောတာကျွန်တော်ရှိတယ်ဗျာဒီ Athletic ကပြောထားတာဗါပြောထားလေးဆိုတော့ Manchester United ကဗောနော်ကွင်းလယ်မှာလုံးဝ Athletic ဖြစ်တဲ့ number 8 player တယောက်ကိုလိုချင်တယ်ဗောဆိုတော့ defensive midfielder 6 6ကြီးလဲကျွန်တော်တို့မဟုတ်ဘူးเนาะအာထိုင်ပြီးတော့ဘောလုံးအဖြတ်တွေကြီးပဲလုပ်နေမယ်ဗောနော်ကစားမားမျိုးလဲကျွန်တော်မဟုတ်ဘူးနောက်ထပ် creative midfielder တယောက်လဲကျွန်တော်မဟုတ်ဘူးဆိုတော့ တော့ athletic ဖြစ်တဲ့ number 8 player တယောက်ဆိုတော့ကျွန်တော်တို့ဒါဘယ်လိုပြောမလဲ physicality ရလဲကျွန်တော်ကောင်းပါမယ် tight space ဒီကြားထဲပါတယ်မှာဘောလုံးလက်ခံပြီးတော့ဘောလုံးနဲ့အတူ dribbling လုပ်နိုင်တဲ့ကစားမမျိုးလေးကျွန်တော်ဖြစ်ရမယ်ပြန်ပြီးတော့ခန်းစစ်ကိုကူနိုင်စွမ်းရှိတဲ့ကစားမမျိုးလေးကျွန်တော်ဖြစ်ရမယ်။ defensive တာဝန်ဒီမှာလည်းအတိုင်းအတာတစ်ခုတောင်းဝန်ချေရမယ်။နော် area USD ပါလေ ground USD မှာလည်းအတိုင်းအတာတစ်ခုကျွန်တော်ကောင်းမယ်။ဆိုတော့ all rounded player မျိုးကိုကျွန်တော်လိုချင်တာ athletic ဖြစ်တဲ့ ဝင်းလေကစားမတယောက်ကိုကျွန်တော်လိုချင်တာကျွန်တော်ဒီ Adam Warden ဒီအဲ့ဒီတည်းမှာပါတဲ့ player တယောက်လို့ကျွန်တော်ထင်တယ်အသက်အရွယ်ကကျွန်တော်လက်ရှိမှာ22နှစ်ပဲကျွန်တော်ရှိသေးတယ်နော်ဒါအပြင်ဒါ defensive midfield မှာဆော့တာဆိုပေမဲ့လို့သူဟာဘောလုံးလုံးဝပြီးတော့ tight space တွေတည်းမှာဘောလုံးလက်ခံတာတွေဘောလုံးနဲ့ဆွဲပြေးတာတွေကောင်းတယ်လို့ passing ability ကောင်းကောင်းရှိတဲ့တည်းမှာကျွန်တော်ပါတယ် ခြေတန်ဒီရှည်တဲ့အတွက်သူ့ရဲ့ဘောနော်ကျွန်တော် တက်ဂိန်းစတီမှာဆိုလို့ရှိရင်လည်းအများကြီးကောင်းတဲ့ကစားသမားတစ်ယောက်ပါဆိုတော့ Crystal Palace Academy ကနေထွက်လာတဲ့ player တစ်ယောက်ဖြစ်တဲ့အတွက် United အတွက်ခရင်ကောင်းခရင်နိုင်တဲ့ခေါ်ဖို့ကပေါ့နော်ဒါပေမဲ့လို့ Manchester United အနေနဲ့ဒီနွေရာသီအပြောင်းအရွှေ့အမှန်ကန်အစားထုတ်ဖို့ကြိုးပမ်းနေတဲ့ကွင်းလယ်မှာ Adam Warden ဒီခက်ခဲပြီမဲ့လေလို့ကျွန်တော်ကြိုးပမ်းတဲ့ကစားသမားတစ်ယောက်လို့ကျွန်တော်မြင်တယ်တခုတော့ရှိတယ်ဗျလက်ရှိဒီကစားသမားက Crystal Palace နဲ့2029ခုနှစ်ဂျွန်30ရက်နေ့ထိတက်တန်းရှိတယ်လို့ เนาะဒီအသက်ကလည်း22နှစ်ပဲရှိနေသေးတယ်ဆိုတော့ဈေးတက်တက်တတနဲ့တော့ကျွန်တော်ခေါ်နိုင်မှာတော့ကျွန်တော်မဟုတ်ဘူးဒါအပြင်เนาะဒါအပြင်ကျွန်တော်ဒီဘယ်လိုပြောမလဲတန်ကြီးကလည်းလက်ရှိဘယ်လိုပြောမလဲဈေးကွက်တန်ကြီးရကစားမကယူရို55သန်းပဲရှိတယ်ဆိုပေမဲ့လည်းလို့တေးကြတယ်နှစ်ဆကျွန်တော်ပေးရမှာပဲเนาะနှစ်ဆနီးပါးဒါမှမဟုတ်ဘူးเนาะတန်80ဘာညာတောင်းမှာပဲအတမ်မော်တန်ကိုခေါ်ဖို့ကအတင်းတွေပြက်တနာဖြစ်နိုင်တာက တန်ကြီးပါတန်ကြီးဒီအတင်းတွက်အင်မတန်အခက်ခဲဖြစ်လာနိုင်တယ်ဆိုတော့အဒမ်ဝါဒန်ကိုကျွန်တော်တို့ကျူးပန်းတင်နေတယ်မှာပါတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒါကတော့လက်ရှိမှာဆိုလို့ရှိရင်တော့ဒါအဒမ်ဝါဒန်ပေါ့ဗျာနောက်ထပ်တစ်ယောက်ကအီဒါဆန်ပဲကျွန်တော်ဘရာဒီကွန်းရဲ့ကြာမာဖြစ်တဲ့အီဒါဆန်ဒီကိုရီမန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကအမှန်ကန်ကျူးပန်းမဲ့ကစားမဆင်းနေမှာပါတယ်လို့ကျွန်တော်ထင်တယ်ကစားမကကျွန်တော်တို့ခုနကဟိုမန်ရှင်းလုပ်သွားတဲ့အတိုင်းပဲနော် physicality လေးကျွန်တော်ကောင်းတယ် strong ဖြစ်တယ်နော်ပြပြန် athletic ဖြစ်တဲ့ကစားမတွေမှာလည်းကျွန်တော်ပါတယ် ဒါအပြင်နံပါတ်8မှာကစားနိုင်ပြီးတော့ခန်းစစ်ကိုလည်းအတိုင်းအတာတစ်ခုတည်းကူညီနိုင်တယ်။ဟောဆိုတော့ဘောလုံးနဲ့တူဆွဲပြေးတာမျိုးတွေ passing ability ဘာမှကျွန်တော်တို့နေပြောစရာမလိုဘူး။ဒါကြောင့်အသင်းရဲ့လိုအပ်ချက်ကိုကွင်းလယ်မှာကောင်းကောင်းဖြည့်နိုင်မဲ့ကစားသမားတယောက်လို့ကျွန်တော်မြင်တယ်။ Ederson ဒီအသင်းကွင်းလယ်မှာအံဝင်ခွင့်ကျဖြစ်လာနေတဲ့သူတယောက်ပါ။ဟောကျွန်တော်တို့နေနဲ့ဟိုကံမကောင်းစွာနေပဲပေါ့နော်။ဒီကစားမဖြစ်သူကတော့ sorry ကိုသွားဖို့အတွက်နီးစပ်မှုတွေရှိနေပြီလို့ကျွန်တော်ထင်တယ်။ Fabrizio Romano ရဲ့နော်ပြောပုံရဆိုလို့ရှိရင်တော့ဒါ အတလန်နာကနေသူထွက်ပြီးတော့ကျွန်တော်တို့သာဆော်ဒီကိုသွားမဲ့သဘောမျိုးဒါပေမဲ့ဗျာအသင်းအနေနဲ့ကျူးပန်းတင်နေကျူးပန်းတင်နေဆိုတာစာချုပ်ကလည်းအတလန်နာနဲ့2029ခုနှစ်ပေါ့နော်ဂျွန်30ရက်မှာကုန်မှာဆိုတော့စာချုပ်တန်တန်းကနှစ်နှစ်ပဲကျွန်တော်ကျန်တော့တာအသက်ရွယ်ကလည်း25နှစ်ဆိုတော့အသင်းဘက်ကအတိုင်းတာတစ်ခုတည်းတော့ပေါ့နော်ဒီပြောင်းနေကျူးပန်းရင်ရနိုင်သေးတယ်ဗျာဒီလေရနိုင်သေးတယ်ဒါအပြင်ဒီကစားမရဲ့ကစားပုံကစားပေါက်ကလည်းကိုရီကွင်းလယ်မှာဖာနန်ဒက်စ်နဲ့တွဲကစားဖို့ကတော်တော်ကြီးကိုအချိန်ကြီးကောင်းတဲ့ပုံစံမျိုး ဒါကြောင့် Ederson ဒီ United အတွက်အမှန်ကန်ကျိုးပန်းသင့်တယ်လို့ကျွန်တော်ထင်တယ်။တန်ကြီးကတော့ Euro တန်း90တန်း60ဝန်းကျင်တော့သွားမှာပဲ။ဈေးကွက်တန်ကြီးတော့မှ Euro တန်း90လောက်ရှိတယ်ဆိုလို့ရှိရင် Ederson ကဈေးခေါ်ရင်မြင်တိတဲ့ဈေးတော့ပို့ပြီးတော့ပေးရမှာပဲ။ဒါမျိုးလို့ပေါ့နော်။တန်း90လောက်နဲ့လည်းရအောင်ခေါ်နိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်ရှိတယ်။အဲကြောင့် United အနေနဲ့ကျွန်တော်ဒီ Ederson ကိုခေါ်ဖို့ကြိုးပမ်းတင်တယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်ပြည်သက်အများစုကလည်း Ederson ကိုတော်တော်လေးသဘောကျကြတဲ့နေရာမှာပါတယ်လို့ကျွန်တော်ယူဆတယ်။နော်။ဒါက Ederson ဆိုတော့နောက်တစ်ယောက်က ကျွန်တော်တို့လက်ရှိ Aston Villa အသင်းရဲ့ကွင်းလင်ကစားမှာ Amadou Onana ပါ။ဟော Amadou Onana ပါကိုဒီ Everton ကနေပြီးတော့ Aston Villa ကိုမပြောင်းခင်ကတည်းက Manchester United နဲ့တောက်လျှောက်တဲ့တင်းနေကျွန်တော်တို့ထွက်တယ်။အသင်းဘက်ကထိရောက်တဲ့ကံလမ်းမှုတွေဘာမှကျွန်တော်မလုပ်နိုင်ခဲ့ဘူး။ဒါတော့ Amadou Onana ဒီကျွန်တော်ဒီຫນွေမှာကွင်းလင်လိုအပ်ချက်အတွက်အမှန်တကယ်ကောင်းတဲ့ပါလနာရှိဖြစ်လာနိုင်လေ Bruno Fernandes အတွက် ဒါဒီကျွန်တော်တို့စိတ်ဝင်စားမယ့်အရာပဲကစားမကကျွန်တော်အနေနဲ့အားလုံးလေးတည်တဲ့တိုင်းပဲပရီးမီးယားလိကစားမဆိုတော့ကောင်းကောင်းမွန်မွန်တော့ရှင်းပြဖို့မလိုပါဘူးเนาะဟိုအတိအကျကြီးတော့ပြောဖို့မလိုဘူးအက်သလက်တစ်ဖြစ်တဲ့ကစားမတယောက်ဆိုတော့ကျွန်တော်ကောင်းကောင်းပြောလို့ရတယ် Jewels ဘိုင်းနေကျွန်တော်ကောင်းတယ်เนาะကျွန်တော်တို့ဒီအမြင်ပေါ်တွေ Ground Jewels ဒီအကုန်ကောင်းတယ် Physicality ရလဲကျွန်တော်တို့ပိမိန်ရှိရှိကြီးဆိုမြင်လို့ပြောစရာမလိုဘူးပေါ့เนาะပြောဖက်ပြောဖက်ပုံစံမျိုးမဟုတ်ဘင်းနဲ့ Strong ဖြစ်တယ် Strength ဘိုင်းမှာလည်းတော်တော်ကောင်းတယ် နော်တက်ဂေစတီလေးကျွန်တော်စိတ်ချရတယ်ဘောလုံးနဲ့အတူလေးသူကဆွဲပြေးနိုင်သေးတယ်ဗျာဒါကြောင့်အာမတူဦးနနာဒီအေဗာတန်မှာကလေးကကိုရီအမန်ကန်ကျူးပန်းနေတဲ့ကစားမကိုရီကွန်းလေကိုအားဖြစ်နိုင်မယ့်ကစားမအက်စတိုမီလာကိုရောက်သွားတယ်ဒီຫນွေမှာထပ်ပြီးတော့ကျူးပန်းတင်တယ်လို့ကျွန်တော်ထင်တယ်တခုရှိတာကတော့အာမတူဦးနနာဒီ23နှစ်ပဲကျွန်တော်ရှိသေးတယ်နော်ဆိုတော့အဲ့ဒီအက်စတိုမီလာကိုရောက်တာလဲကျွန်တော်တရားစီပဲကျွန်တော်ရှိသေးတယ်ဒါမျိုးလို့ကိုရီအနေနဲ့ဒီကွန်းလေကစားမဖြစ်သူကိုရောက်အောင်ကျူးပန်းနိုင်တဲ့ chance တော့ရှိနေတယ်လို့ကျွန်တော်ထင်တယ် တခြားမဟုတ်ဘူးဗျ။ဘာလို့လဲဆိုတော့ Aston Villa ဒီလက်ရှိမှာ PSR Russia တော်တော်ကိုအကြက်တဲတွေ့နေလို့ပါ။เนาะကျွန်တော်တို့ငွေတွေပါတွေသူတို့သုံးလို့မရဘူး။ຫນွေရာဒီပြောင်းရွှေ့မှာအခွင့်အရေးရရင်ရတယ်လို့ကစားမားတွေကိုရောင်းချမှသူတို့ဖြစ်မယ်။ဆိုတော့အတိုင်းအတာတစ်ခုတည်းတော့ United အတွက်เนาะကျွန်တော်တို့ဒီ Champions League ဝင်ခွင့်မရဘူးဆိုရင်တောင်မှကျိုးပန်းသင့်တယ်လို့ကျွန်တော်ထင်တယ်။ကျိုးပန်းသင့်တယ်လို့ကျွန်တော်ထင်တယ်။ဈေးကအဲ့လောက်ကြီးတည်းတော့ကျွန်တော်တန်ကြီးကတော့ကြီးမှာတော့မဟုတ်ဘူးဗျာဒီလား။ဟိုဈေးကွက်တန်ကြီးအရာတော့ ပြီးယူရိုတန်း90ဝန်းကျင်ရှိတဲ့ကစားမပေါ်လေလက်ရှိမှာအက်စတွန်ဗီလာနဲ့လည်း2029ခုနှစ်တတိယတတန်းရှိတဲ့ကစားမအသက်ကလည်း23ပဲရှိသေးတယ်ဆိုတော့အက်စတွန်ဗီလာဟာလွယ်လွယ်နဲ့တော့လက်မလွတ်တော့ဘူးဒါပေမဲ့လို့အက်စတွန်ဗီလာမှာခုနကပြောတဲ့ဒီ PSR rules တွေဘာတွေရပါတော့သူတို့ဟာ risk ရှိနေတဲ့အသင်းမှာဒီတော့ငွေကြီးတွေသူတို့ပေါ့နော်ဖော်ဖို့အတွက်ဆိုလို့ရှိရင်ဦးနနာကိုရောင်းချရင်လေသူတို့ရောင်းချကောင်းရောင်းချမှာပဲသူတို့မှာကွင်းလင်ကစားမတွေအများကြီးရှိတာကိုအဲကြ United အနေနဲ့ အမတူဦးနနာကတော့တန်ကြီးတန်း90လောက်ကျနိုင်ပြီမဲ့လို့အက်စတူမီလာရဲ့ဘက်ကရောင်းချသွားမယ်တင်မှာပါမယ်လို့ကျွန်တော်ထင်တယ်။ချန်ပီယံစ်လိဝင်ခွင့်တွေဘာတွေရရင်လို့သူတို့ရောင်းချင်မှရောင်းမှာဒါသိကြရတယ်။ဒါပေမဲ့လို့ပေါ့နော်ဦးနနာကိုယူနိုက်တက်ကျိုးပန်းတင်တဲ့နေရာမှာပါတယ်ဦးနနာဒီတကယ်ကစားမကောင်းတယောက်လို့ကျွန်တော်ယူဆတယ်။နော်ဆိုတော့ညီကတို့နေရောအမတူဦးနနာကိုအတင်းဘက်ကကျိုးပန်းတင်တယ်လို့ကျွန်တော်ထင်ကြလား။အက်စတူမီလာရဲ့ဘက်ကရောလက်လွတ်လိမ့်မယ်လို့ညီကတို့ယူဆကြလား။ဆွေးနွေးကြပါတော့နောက်ထပ်ကစားသမားတစ်ယောက်ကကျွန်တော်အနေနဲ့ပေါ့နော်ဒါနှစ်ယောက်ကျင်သေးတယ်နော်နောက်ထပ်ကစားသမားတစ်ယောက်က ်အဒော့မွန်တင်ရဲ့ကစားမဖီလစ်နမခါပါဒီတော့နမချာလေးပါခေါ်တယ်ပေါ့ဗျဘလူးပဲခေါ်ခေါ်ထားပါတော့ဒီဂျာမန်ကွန်းလေးကစားမဖြစ်သူကိုမန်ချက်စတာယူနိုက်တက်ကခေါ်ဖို့အတွက်ကြိုးပမ်းတင်နေတယ်မှာပါတယ်အခုရှိတာကခုနကပြောတဲ့အတိုင်းပဲဟိုကျွန်တော်ကတော့အမှန်တမ်းပြောရရင်ဂျာမနီလေရွေးစဉ်ကိုနော်အားပေးတဲ့သူတယောက်လည်းဖြစ်တယ်လို့ဂျာမန်ရဲ့ဒီအသင်းကြီးတွေကိုလည်းကျွန်တော်ကြည့်လေးရှိတယ်ဒီကစားမနဲ့ပတ်သက်လို့ရှိရင်အဲ့လောက်ကြီးစိတ်နေတယ်မှာမပါဘူး ဒါမှန်လည်းရွေးစင်မှာသူတို့နေရာရလောက်တဲ့တိတော့ကစားမကောင်းတယောက်တော့မဟုတ်ဘူးတော့ပုံမှန်ဆိုလို့ရှိရင်လည်း first line နဲ့ player တယောက်ဟုတ်တယ်ဆိုပြီးမဲ့လေလို့ပေါ့နော်ကစားမရဲ့ quality ကထပါတော့ပြသူများအသင်းကြီးတွေရဲ့ကစားမတွေကိုရှင်နိုင်လောက်တဲ့အခြေအနေမှာလည်းရှိမနေဘူးဒါပေမဲ့ United ရဲ့ low edge တွေကိုဖြစ်နိုင်စွမ်းရှိတဲ့ကစားသမားမျိုးလို့ကျွန်တော်ထင်တယ်နော်ဒီကစားမကလက်ရှိမှာမှ24နှစ်ပဲကျွန်တော်ရှိသေးတာပေါ့နော်ဒေါ်မွန်နယ်က2028ခုနှစ်ထိတည်တန်းရှိတဲ့စာချုပ်ကိုသူချုပ်ထားတယ်ဆိုမလွယ်ဘူးပေါ့နော်ခေါ်ဘူးကတော့ဒါပေမဲ့လို့ United အတွက် ဒီ exam အဖြစ်သူကိုခေါ်ဖို့ကြိုးပမ်းရင်တော့အတိုင်းအတာတစ်ခုတည်းတော့အဆင်ပြေနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဈေးရလည်းအလောက်ထိကောင်းတဲ့ player တယောက်မဟုတ်ဘူးလို့လုံးဝ super star player မျိုးကြီးမဟုတ်တဲ့အတွက်အများကြီးတော့ဈေးမကြီးနိုင်ဘူး။ကျွန်တော်တို့ကနာမည်ကြီး exam တွေနာမည်ထွက်ပြီးသား exam တွေကြီးပဲထပ်ပြီးတော့ခေါ်ကြည့်နေလို့တော့မဖြစ်ဘူးပေါ့လေ။ဒါပေမဲ့ဒီ exam တွေလက်ရှိ United လိုအပ်နေပါတယ်ဆိုတော့ကျွန်တော်တို့ကတော့အာအားနေချက်တွေကိုကျွန်တော်ဖြည့်နိုင်စွမ်းကျွန်တော်ရှိတယ်။နော်အရင်မောင်းကလည်းတိုင်းတာတစ်ခုတည်းအဆင်ပြေတယ်။ဒါအပြင်ကျွန်တော်တို့ကစားမရဲ့ဒီ athletic ဖြစ်မှုကလည်းဒေါမွန်ရဲ့ကွန်းလည်းမှာအများကြီးကောင်းစီတယ်။ တော့တကယ်ပါကွင်းလေကိုလက်ရှိလူ United ရဲ့လိုအပ်ချက်ကိုဈေးတက်တက်တသားနဲ့အတိုင်းအတာတစ်ခုကြီးတော့မျှော်လင့်ချက်ရှိရှိဖြစ်ပြီးနိုင်မယ်ကစားသမားလို့ကျွန်တော်ယူဆတယ်ပေါ့နော်တော်မွန်ရဲ့ဘက်ကလည်းဒီကစားသမားဖြစ်သူကိုရောင်းချလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကိုတင်ရဲ့ဘက်ကတော့တန်း30 35သန်းလောက်နဲ့ရရင်ခေါ်ဖို့ကြိုးပမ်းတင်တယ်ဒါပေမဲ့လို့တော်မွန်ဘက်ကအဲ့လောက်ထိတန်ကြီးနေနေနဲ့လက်လှုပ်ပါမလားတော့စောင့်ကြည့်ရမယ်ဒါပေမဲ့ဒီကစားသမားကဈေးတော့မကြည့်တင်ဘူးနော်ဈေးမကြည့်တင်ဘူးဆိုတော့အတင်းတော့ချန်စီတဲ့ကစားသမားပါကြိုးပမ်းလို့ရတဲ့ကစားသမားတယောက်ပါ နောက်ထပ်တစ်ယောက်ကိုကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စိတ်ကြိုက်ကစားမပေါ့နော်စိတ်ကြိုက်ကစားမလေး Carlos Bale ပါပါဒီကစားမလေးကတော့အလုံးလေးတိတဲ့အတိုင်းပဲလက်ရှိ Brighton ရဲ့ပေါ့နော်ဒါအဓိကခွင့်လင်းကစားမပေါ့လေဟိုအသက်ကလည်းငယ်သေးတယ်နော် Brighton ရဲ့ဘက်ကလည်းဒီလိုကစားမတွေကိုပြိုးထောင်အောင်ရမင်းတအားကိုပါဖြစ်တာအခုရှိတာကတော့ကျွန်တော်တို့ရဲ့0တက်တာမှမဟုတ်ဘူး Carlos Bale ပါသည်ကျွန်တော်တို့ပြည်သက်တီချားနေမှာ imminent ရင်းနေတဲ့ကစားမပါနော်ဒီကစားမရဲ့ဘယ်လိုပြော all round နဲ့ဖြစ်တဲ့ပုံစံကအသင်းရဲ့လက်ရှိအားနည်းချက်ကွင်းလေကို ောက်လျှောက်အားဖြည့်ပြနိုင်မယ့်ကစားမမျိုးအတက်ကလည်းငယ်သေးတယ်နော် quality ကလည်းကျွန်တော်ကောင်းတယ် potential ကလည်းအရင်မြင်သေးတယ်နော်ဒါအပြင်ဒီကစားမရဲ့ ground jewel series jewel ဒီမှာလည်းကောင်းတယ်လို့ဘောလုံးနဲ့အတူ dribbling လုပ်ပြီးတော့ဆွဲပြီးတာမျိုး impedan ကောင်းတဲ့နေရာမှာကျွန်တော်ပါတယ်နော်လုံးဝမမောမပန်းတပွဲလုံးကြီးပါလျှောက်ပြီးလွှားဆော့နိုင်တယ်ခန်းစစ်ကူလည်းအများကြီးကုနိုင်စွမ်းရှိတဲ့ကစားမ Amorin Lujin နဲ့ Manchester United Lujin နဲ့နော်ကျွန်တော် athletic number 8 player ဆိုတာဒါမျိုးပဲ ော်ဒါကြောင့် defensive အရာလဲစိတ်ပူစရာမလိုတဲ့ Carlos Bale ပါ Manchester United ရဲ့ကျူးပန်းတင်တယ်ပြည်တနာကဈေးနှုန်းပါနော်လက်ရှိဒီယာဒီမာတော်မှသူ34ပွဲတည်းသူကစားထားတာ Brighton ပြည်တနာကကျွန်တော်ဈေးနှုန်းပါ22နှစ်ပဲကျွန်တော်ရှိသေးတယ် Brighton နဲ့ကတော့2028ခုနှစ်ထိတည်တန်းရှိတယ်ပေါ့လေနောက်ထပ်နှစ်နှစ်ကျော်၃နှစ်ဝန်းကျင်လောက်တည်တန်းကျင်သေးတယ်ပေါ့ဆိုတော့ Brighton အနေနဲ့ဒီကစားမဖြစ်သူကိုသူတို့တွေလွယ်လွယ်ကူကူနဲ့သူတို့ဘောနော်လက်လွတ်ဖို့တော့ကျွန်တော်မရှိဘူး2023ခုနှစ်ကမှဒီကစားမကလိုင်းလီကနေပြီးတော့ကျွန်တော်တို့ Brighton ကိုကျွန်တော်တို့ရောက်လာတာ10သန်းတော့မပြည့်ဘူးဆိုတော့အခုဆိုလို့ရှိရင်ဈေးကအများကြီးကြီးနေပြီ Brighton ရဲ့ဘက်ကလည်းလွယ်လွယ်ကူကူကျွန်တော်တို့ကလက်လွတ်ဖို့ကျွန်တော်မရှိဘူး Kai Siro တို့ပါလို့ကိုတောင်မှတန်း120တို့115သန်းတို့နဲ့ Chelsea တန်းလက်လွတ်ထားတာဗျာဒီလားကိုရီဒီဒီကစားမကိုလွယ်လွယ်ကူကူရနိုင်ဖို့ကတော်တော်ကိုခဲယဉ်ပါတယ် အဲကြောင့်ကျွန်တော်ကာလို့စ်ပါလဲပါသည်မန်ချက်စတာယူနိုက်တက်ဘက်ကခေါ်ဖို့အတွက်အကျိုးပန်းတင်ဆုံးအသင့်တော်ဆုံးကစားသမားလို့ကျွန်တော်ထင်တယ်။ပါလီပါကိုအမှန်ကန်ရအောင်ကျိုးပန်းတင်နေပါတော့။ဆိုတော့ဒီထဲမှာကျွန်တော်၅ယောက်အထိကျွန်တော်ပြောသွားရဲပါတော့။အဒမ်ဝါဒမ်၊အီဒက်ဆန်၊အာမတူ၊ဥနနာ၊ကာလို့စ်ပါလဲပါနဲ့ဖီလစ်နမေခါရိုလူကစားသမားတွေဒီ၅ယောက်ထဲမှာအလိုချင်ဆုံးကကာလို့စ်ပါလဲပါပဲ။အကယ်လို့ခေါ်ဖို့အတွက်အလွယ်ကူဆုံးဖြစ်နိုင်တာက Felix နာမည်ကနဲ့ကျွန်တော် Edison ပဲဆိုတော့ Edison က Edison ကတော့ Atlanta ကနေပြီးတော့သူ sorry ကိုပြောင်းဖို့များနေပြီဆိုတော့ကိုဒီတို့ကမလွယ်တော့ဘူးပေါ့နော်ဒါပေမဲ့လည်းလို့ဗျာကျွန်တော်ပြောနေတာကအတင်းတွေ့เนาะကျွန်တော်တို့ဒါအမှန်ကန်ရအောင်ကျူးပန်းနေတဲ့ဒီစားမားတွေကတယောက်ကိုဆိုတော့ရအောင်တော့ခေါ်ဖို့ကျူးပန်းလိမ့်မယ်လို့ထင်ပါတယ်အခုရှိတာက Adam Warden ဒီဈေးကြီးတယ် Carlos Baleba ဒီဈေးကြီးတယ်ဒါပေမဲ့အဲ့ဒီနှစ်ယောက်ကအတင်းရဲ့ကွန်လေကိုကောင်းကောင်းအားဖြစ်ပြီးနေမယ်စားမားတွေ Premier League နဲ့လည်းအံဝင်ခွင့်ရဖြစ်နေတဲ့အသက်ကလည်းငယ်သေးတယ်ပိုတန်ရှယ်ကြီးကလည်းအများကြီးကောင်းနေစားမားတွေเนาะဆိုတော့ ဟိုအာမန်ဒူအိုနာနာတို့ပါလို့ဆိုလို့ရှိရင်လည်းပဲအတက်ကလည်းငယ်သေး23ပဲကျွန်တော်ရှိသေးတယ်လက်ရှိမှာ ready made တုံးလို့ရနေပြီအဲ့တော့ PSR route တွေပါတဲ့ကြောင့် Aston Villa တိုင်ပတ်နေတာကြောင့်သူတို့တွေလက်လွတ်ကောင်းလက်လွတ်နိုင်တယ်နောက်တစ်ခါဒါကြောင့်ဒါဒီကွင်းလေ exam တွေ option တွေပဲညီကတို့အနေနဲ့ရောဒီ9ရောက်ထဲမှာဆိုလို့ရှိရင်ဘသူ့ကိုကျွန်တော်တို့ညီကတို့ပို့ပြီးတော့သဘောကျကြတယ်ဘသူ့ကိုကျွန်တော်ခေါ်ဖို့ကြိုးပမ်းတယ်လေတေချာတာကအသင်းက Athletic number 8ကိုရအောင်ကိုခေါ်ဖို့ကြိုးပမ်းမှာပါရအောင်ကိုခေါ်ဖို့ကြိုးပမ်းမှာအသင်းကကွင်းလေဒီမဖြစ်မနေကျွန်တော်အစားထိုးရမယ်ဒီမှာပါတယ် ဆိုတော့ညီကလေးအနေနဲ့ရောဘက်ဇာမဖြစ်ဒီကိုသဘောကျကြလဲစုနေကြပါဦး comment လေးတွေမှာအားလုံးကိုကျေးဇူးများကြီးပါတယ်နောက်ထပ်ဗီဒီယိုဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ